ကဘာပေါ်ကအထူးကြဆုံးအဆောက်အုံ၅ခုဒီပညာရည်နဲ့ဘိသူကပညာရည်တဟုန်တိုးတိုးတက်လာတဲ့အချိန်မှာကဘာပေါ်မှာရှိတဲ့အဆောက်အဦတွေကလည်းထူးခြားတဲ့ပုံစံတွေနဲ့ပြည့်နှက်လို့လာပါတယ်ဒီတော့အဒီလိုထူးဆန်းတဲ့အဆောက်အဦတွေထဲမှာဘယ်အဆောက်အဦတွေပါဝင်လဲဆိုတာကိုကြည့်လိုက်ကြရအောင်နံပါတ်1 MSG Sophia လို့ခေါ်တဲ့ American နိုင်ငံ Las Vegas ကအဆောက်အဦကြီးဒီအဆောက်အဦကြီးကတော့အင်မတန်မှထူးခြားပါတယ်သူရဲ့ပြင်ပဖွဲ့စည်းတိစားပုံကတည်းကထူးဆန်းတာမဟုတ်ဘဲနဲ့အတွင်းမှာရှိတဲ့အရာတွေကလည်းထူးဆန်းပါတယ် သူရဲ့ပုံစံကလုံဝင်ပြီးတော့တိတ်ပန့်စိတ်ကူးရင်ဇကားတွေတဲကလုံးလုံးထူးထူးဆန်းဆန်းကြီးဖြစ်နေပါတယ်။သူရဲ့ထူးခြားချက်ကအပြင်ဘက်မျက်နှာပြင်တစ်ခုလုံးကို LED screen နဲ့ဖုံးအုပ်ထားတာပဲဖြစ်ပါတယ်။အထဲမှာလဲ 16K screen နဲ့ခင်မီအတန်းစနစ်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီအစားအုပ်ထဲမှာဆိုရင်အနီးကပ်ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ဒီအစားအုပ်ကြီးကို2023ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်နံပါတ်2ကတော့အမေရိကန်နိုင်ငံမှာရှိတဲ့ Walt Disney ခန်းမကြီးပဲဖြစ်ပါတယ်။ဒီခန်းမကြီးကဘာတွေထူးခြားနေတယ်လို့ထင်ပါသလဲ ဒီကမ္ဘာကြီးက Frank Gehry ကဆက်လုပ်ဆွဲသားခဲ့ပြီးတော့တန်ကြီးမတက်အောင်လို့တန်မဏိကိုသာအသုံးပြုထားတာပဲဖြစ်ပါတယ်။နောက်ပြီးဒီကမ္ဘာမှာအထူးခြားဆုံးကတော့အတန်စနစ်ပဲဖြစ်ပါတယ်။သူတို့မှာထူးခြားတဲ့အတန်စနစ်ရှိတာကြောင့်အဲ့ဒီကမ္ဘာထဲမှာအစည်းအဝေးကျင်းပပြုလုပ်တာနဲ့တချင်းနှောင်းထောင်ဓာရီပြုလုပ်တဲ့အခါမှာအတန်ကလုံးဝလုံနေပြီးတော့ရေအသွေးမြင့်တဲ့အတန်လိုင်းတွေကိုကြားရမှာပဲဖြစ်ပါတယ်။နောက်ထပ်ထူးခြားတဲ့အဆောက်အဦးကတော့ Marina Bay လို့ခေါ်တဲ့စင်ကာပူနိုင်ငံကဟိုတယ်တစ်ခုပါပဲ။ ဒီဟိုတယ်ကတော့အထက်မြင့်ပေါင်း58ထက်ရှိတဲ့မိုးမြောအဆောက်အဦကြီးကိုအပေါ်ဆုံးမှကန့်လန့်ပြန့်မှန်ဦးရင်နဲ့ဆက်သွယ်ထားတာပဲဖြစ်ပါတယ်။ပြီးတော့အဲ့ဒီအပေါ်ဆုံးတက်မှာမြို့လေကောင်ကိုမျက်နှာမူထားတဲ့ကန့်လန့်ပြန့်ရေကူးကန်လေးပါဝင်ပါသေးတယ်။ဒါအပြင်ဒီအဆောက်အဦမှာဆိုရင်ဈေးကြီးတဲ့စားတောက်ဆိုင်တွေ၊ကားဆက်ယုံတွေ၊ကစားယုံတွေနဲ့ပြတိုက်တွေလည်းပါဝင်ပါသေးတယ်။နောက်ပြီးဒီအဆောက်အဦကအရှိတောင်အာရှမှာနာမည်ကြီးအဆောက်အဦလေးဖြစ်တဲ့လုံစင်ကာပူနိုင်ငံရဲ့ tourist attraction တွေတဲကတစ်ခုလေးဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတဲ့အစားအုပ်တစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့ဘယ်ဂျီယန်နိုင်ငံဘာရက်စကဲမြို့ကအတူမီယန်လို့ခေါ်တဲ့အစားအုပ်ကြီးပဲဖြစ်ပါတယ်။သူရဲ့ပုံစံကတော့ထူးခြားတယ်လို့ပြောလို့ရပါတယ်။တန်ချောင်းပုံတံတန်မော်လီကျူးကြီးတစ်ခုကအစားပေါင်း165ဘီလီယံလောက်ချဲ့ထားတယ်လို့မျိုးကြီးမားတဲ့ပုံစံကြီးပါပဲ။ဒီအစားအုပ်ကြီးက1958ခုနှစ်ကမ္ဘာပြပွဲအတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီးလူကြိုက်များလွန်းလို့ဒီနေ့အထိတည်ရှိနေတာပဲဖြစ်ပါတယ်။ဒီအစားအုပ်ကြီးကတော့ပြတိုင်းနဲ့ပြကန်းအဖြစ်အသုံးပြုပြီးတော့အပေါ်ဆုံးတက်မှာစားတောက်ဆိုင်တွေလည်းရှိပါတယ်။ နောက်ထပ်တူးခြားတဲ့အစာအုပ်ကလည်းအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိပါတယ်။အဲဒါကတော့ The Gator Center လို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။ American Museum of Natural History မှာရှိပြီးတဘာဝသမိုင်းပြတိုက်ရဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။သူရဲ့ဒီဇိုင်းကိုတော့ Studio Gang ကဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီးလှိုင်ကူတဲ့ရောက်နေသလိုခန်းစားရတဲ့၆ထပ်ခန်းမကြီးပါဝင်ပါတယ်။ဒါအပြင်ဒီဘဟုဌာနတဲမှာလက်ပြခန်းမနဲ့အင်းဆက်ပြကန်းတို့လည်းပါဝင်ပါသေးတယ်။ဒါလို့ဆိုရင်ဒီနေ့ပြောပြထားတဲ့ထူးဆန်းတဲ့အစာအုံတွေအကြောင်းကိုသိရှိသွားလာမယ်လို့ထင်ပါတယ်။ နောက်ကိုလည်းကျွန်တော်ကထူးခြားတာတွေကိုတင်ဆက်ပေးသွားဥမ္မာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and follow လေးလုပ်ပေးခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာတင်ဆက်ပေးသွားတဲ့ဗီဒီယိုလေးကိုလည်းသဘောကျနှစ်သက်တယ်ဆိုရင်ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာမှတ်ခဲ့ပေးခဲ့ကြပါဦး